ငါဒီကောင်နေကဝါလာမကြောက်ဖို့ကောင်းနေဆိုတာကိုပြောလာမြေပြင်မှာရှိပါရဲ့ဆိုတော့သူတို့ရဲ့ရဲဘော်တွေကတကယ်ရှုံးနေပြီဆိုတာကိုသူတို့သိအတိလို့ကိုတော်တော်လေးဒုက္ခရောက်နေတဲ့အနေထားမှာပဲသူတို့ပထွေးခိုင်းတဲ့ဟာကိုအခုချိန်ထိလှုပ်ပေးနေတော့အဲ့ဒါရေတော်တော်တော့အအောင်ဖို့ကောင်းတယ်ချမင်းမကြွေးဘူးလက်နက်ခဲမှပေးမယ်တိုက်ဆိုပြီးလှုပ်ခိုင်းနေရတာမပြောတတ်ဘူးပေါ့နော် မင်္ဂလာပါဒီနေ့မှာတော့ဒါကျွန်တော်အဲစုံစမ်းသိရှိရသမျှပေါ့နော်စုံစမ်းသိရှိရသမျှအရင်လိုပဲထုံးစံပါပဲဒါကျွန်တော်သိရသမျှသတင်းတွေကိုပြည်သူတွေရောတော်လိုင်းတက်ဖွဲ့ဝင်တွေရောဒါသိရှိပြီးရောပေါ့နော်အဲစီစစ်တေချာစီစစ်ပြီးတော့အကျိုးရှိစေဖို့ပေါ့နော်လုံးတင်လှုပ်ထိုက်တာလုံနိုင်ဖို့အတွက်ကိုတင်ပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာလည်းကျွန်တော်ရသမျှသတင်းတွေပြောပြပေးမယ်အဲ့တော့အတော့ဒါကျွန်တော်ဆလင်းစေတုတ်ရာပေါ့နော်အဲ့ဘက်ချမ်းနေခုနောက်ပိုင်းတော်တော်လေးအဲစစ်ကြောင်းထိုးတာမျိုးတွေလှုပ်လာတယ်ပြီးတော့စစ်ကောင်စီဘက်ကအလုံးအင်းအင်အားတုံးပြီးတော့ အာကင်မုံဝိတာမျိုးတွေကအစားပါเนาะအဲ GRI ရဲ့နေမင်းရှင်းလေးလောက်တာမျိုးတွေကအစုံသူတို့တွေပူပူပြီးတော့တိုးပြီးတော့လှုပ်လာနေတယ်အခုဆိုလဲသူတို့စီမံချက်ပုံစံမျိုးနဲ့လှုပ်လာတဲ့ဟာကျွန်တော်သတင်းရတယ်ဗောနော်အဲ့ဒါတော့ဒါဆလင်းစေတုတ်တရာပေါက်ပြီးရင်ရေလန်းအကုံလန်းအဲ့ဒါတွေအကုန်လုံးကိုပိတ်ဆို့ဖို့လှုပ်နေတယ်ဆိုတဲ့ပုံစံမျိုးသိရအဲ့အကြောင်းလို့လှုပ်နိုင်တဲ့နေရာတွေကတော့အများကြီးပဲဗျာသိလားအဲ့ဘက်အချမ်းမှာရှိမြတ် အာကြေးရွာတွေအကုန်လုံးကဒါကိုသတိထားစေချင်တယ်အပြည်သူတွေပိတ်မိတာမျိုးတွေမဖြစ်စေဖို့ပေါ့နော်အဓိကတော့ကျွန်တော်ရတဲ့သတင်းတွေကိုတေချာဆီဆစ်ပြီးတော့လှုပ်လာခဲ့ပဲဆိုရင်အဲကြိုတင်ပြင်ဆင်လို့ရအောင်ပါပေါ့နော်လုံနိုင်တဲ့နေရာတွေကစိတ်ဖြူလို့ချောင်းမကြီးတောင်ရွာမမြောက်ရွာမပြီးရင်ရေရင်ကျောင်းအနောက်ကမ်းဖြူအဲညောင်ကွေးညောင်ကွေးဝအင်းကန်ပတ်သိမ်မုံရွာလမ်းပြီးတော့ဒါ ပြောရရင်ဗျအဲ့ဘက်ချမ်းကကြေးရွာတွေဆိုတော့များများပါเนาะဝင်လန်းထွက်လန်းနေစလင်းစေတရုတ်တာဘက်ပါเนาะဝင်လန်းထွက်လန်းနေအဲ့ဘက်ဟာတွေအကုန်လုံးကိုသူကရေလန်းရောကုန်းလန်းရောပိတ်ဆို့ဖို့အတွက်အရင်ဆုံးသူစူးစမ်းတယ်အဲ့ဘက်ချမ်းတွေအကုန်လုံးစစ်ကြောင်းတွေထိုးမယ်ထိုးပြီးရနဲ့သူကဒီဒီနေရာတွေအကုန်လုံးကိုသူကအကုန်လုံးဝိုင်းပတ်တဲ့ပုံစံမျိုးနဲ့သူကလုပ်မယ်လုပ်ပြီးရနဲ့အဲ့မှာစစ်ကြောင်းထိုးပြီးရနေမြရှင်းလင်းတာမျိုးလုပ်မယ်တော်လိုင်းတက်ဖွဲ့တွေဒါ KNA အားနေတဲ့အဖွဲ့တွေဘာတွေဆိုရင်သူတို့အတွက်သူကအဲ့ဟာကိုမျှော်လင့်တာပေါ့နော်အဲ့ဥစ္စာကိုမျှော်လင့်ပြီးတော့လုပ်မှာပြီးတော့ အဲသူတို့အတွက်ဒီနေရာတွေကပို့ပြီးတော့အရေးကြီးတဲ့နေရာမျိုးတွေဖြစ်လာတဲ့အခါလက်ဦးမှုသူတို့ယူဖို့အတွက်စူးစမ်းလာတာလို့ဒါကျွန်တော်ယူဆမိတယ်ပြီးတော့အညာဆိုရင်သူတို့အရန်အထင်သေးတယ်ပေါ့နော်အရန်အထင်သေးတော့ဒီဘက်မှာရှိတဲ့အဖွဲ့တွေကမပြည့်စုံမှုတွေကိုလည်းသူတို့အငြင်းတန်းတွေ့နေရလိမ့်မယ်အဲတော့ကျတော့အဲအဲ့ဟာအတွက်ကိုသူတို့အခွင့်ကောင်းယူဖို့စူးစမ်းတယ်ဘာလို့လဲဆိုတော့တက်ဖွဲ့တွေကလည်းဒါဗီဒီယိုဖိုင်တွေတက်လာပြီဆိုတဲ့ခါမှာပဲဖြစ်ဖြစ်ကြည့်လိုက်ရပြီဆိုရင်အဲတိုက်ပွဲမှတ်တမ်းတွေပေါ့လေနော်အဲ့လိုမှတ်တမ်းတွေမှာကြည့်လိုက်ရပြီဆိုရင်အဖွဲ့တွေကတချို့အဖွဲ့တွေဆိုဖက်နှက်တောင်းမပါဘူးချုပ်ဖွဲ့တွေကြီးကောင်မပါဘူးကြီးကောင်အုပ်ထုတ်မရှိဘူး အလွယ်လေးနေပေါ့နော် equipment တော့မရှိကြဘူးလွယ်ထဲကိုကြည်ပေါက်လေးထည့်ကြီးစန်းလေးထည့်ဒါမျိုးပုံစံမျိုးနဲ့တိုက်ပွဲဝင်နေကြရရှိတယ်ပြီးတော့မောင်းမြန်အစ်စ်မပါဘူးမရှိဘူးမပြည့်စုံဘူးအရောက်စိမကင်နိုင်ဘူးလက်လုတ်တွေနဲ့ချရတယ်လက်နဲ့ကြီးပြစ်ကူပါညာသုံးဖို့အတွက်အစ်စ်တွေမရှိဘူးလက်လုတ်တွေနဲ့ပဲစော်ကြတယ်အဲ့လိုပုံစံမျိုးတွေကိုသူတို့သိတဲ့အခါဒီနေရာတွေကိုစိုးမိုးမှုပြန်ယူဖို့အတွက်ကိုသူတို့စ조사နေရရှိတယ်ဒါပေမဲ့သူတို့သတိမထားမိရတခုရှိတယ်သူတို့ဘယ်လိုမှရှင်မရတဲ့ဟာတခုလည်းရှိအဲ့ဒါဘာလဲဆိုတော့ဒါစိတ်တက်ပေါ့နော်စိတ်တက် တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့စိတ်သက်ပြီးရင်တော်လိုင်းပြည်သူတွေရဲ့စိတ်သက်အညာမှာရှိတဲ့ပြည်သူတွေအကုန်လုံးကလုံးဝစစ်ကောင်စီကိုယုံမုန်းတဲ့အဆင့်ထိဖြစ်သွားပြီးစစ်ကောင်စီကိုနာကြီးတဲ့အဆင့်တွေထိရောက်နေပြီတော်လိုင်းတပ်ဖွဲ့တွေအတွက်ဆိုရင်ဒါဘာပဲဖြစ်ဖြစ်လုပ်ပေးဖို့အသင့်ပဲဆိုတဲ့ပြည်သူတွေကအများကြီးရှိအဲ့လိုပဲတော်လိုင်းတပ်ဖွဲ့ဝင်တွေကလည်းမင်းတို့ကြိုက်တာနဲ့လာခဲ့ငါတို့ရတာနဲ့ချမယ်ဆိုတဲ့ပုံစံမျိုးတွေရှိတယ်ဒါပေမဲ့တခုကျွန်တော်တို့ဒါတော်လိုင်းတပ်ဖွဲ့ဝင်တွေကိုပို့ပြီးတော့ပြည့်စုံမယ်ဆိုရင်တော့ခုနလိုမျိုးဒါအသာသေးရဖို့စူးစမ်းလာတဲ့ကောင်တွေကို အဲရိုက်ခွဲပလိုက်လို့ရတယ်ဗျာအဲ့ဒါဘာလဲဆိုတော့ပြည်သူရဲ့အားပါเนาะအဓိကတော့အနောက်ကနေပံ့ပိုးပေးနိုင်ဖို့အရေးကြီးတယ်ဒီနေရာတွေမှာအရေးကြီးလာပြီဖြစ်တဲ့အတွက်ဒီနေရာတွေမှာအရေးပေါ်အခြေအနေဖြစ်လာပြီဖြစ်တဲ့အတွက်ပြည်သူတွေကလည်းထောက်ပံ့ပေးဖို့အရေးကြီးတယ်အကုန်လုံးလွတ်မြောက်မှကျွန်တော်တို့လွတ်မြောက်မှာအဲ့တော့ကျတော့အားလုံးလွတ်မြောက်မဲ့အထဲမှာဒီအညာကလည်းအရေးကြီးတယ်အညာလည်းလွတ်မြောက်ဖို့လိုတယ်အဲ့ကျတော့ဒီဘက်မှာရှိတဲ့တပ်ဖွဲ့ဝင်တွေကိုပို့ပြီးတော့အဲဂယူဆိုင်ပေးစီခြင်းနဲ့အားလုံးကတော့ကမ်ပိန်းတွေလုပ်နေကြတာပဲဒါပေမဲ့လည်းတချို့ကြတော့တိတော့မတိတဲ့ဟာတွေအဲပြည်သူတော့မတိတဲ့ဟာတွေ လိုင်းမရလို့ဘာမှမချပြနိုင်တဲ့အဖွဲတွေရှိတယ်။ဒါပေမဲ့မြေပြင်မှာတကယ်စူးစမ်းနေတဲ့အဖွဲတွေအများကြီးရှိတယ်။အဲအကြောင်းမကျွန်တော်ဆိုလဲဒီဘက်ကအဖွဲတွေနဲ့ပေါ့နော်။တက်နိုင်သလောက်လေးသူတို့ဘက်ကပြောလို့ဆိုလို့ရတဲ့အဖွဲလေးနဲ့အကောင်းဆောင်လေးနဲ့ဒါမှမဟုတ်ရဲဘော်လေးနဲ့ကျွန်တော်တို့စကားပြောတာမျိုးရှိတဲ့အခြေအနေတွေမေးမြန်းပြီးတော့တည်တည်တည်ထိုင်သလောက်ပြည်သူတွေကိုချပြပေးနေရရှိတယ်။အဲ့လိုလုပ်တဲ့အတွက်လည်းတကယ်အကျိုးမြတ်ရှိပါတယ်။ကျွန်တော်တို့ဗီဒီယိုတွေကြည့်ရတဲ့အခါမှာသူတို့တွေရဲ့ဖြစ်စဉ်တွေကြားရတဲ့အခါမှာပြည်သူတွေဝိုင်းဝန်းကူညီပံ့ပိုးပေးနေရတယ်လေသူတို့တွေလာပြောကြရပါတော့။ အဲသူတို့အတွက်ကတော့ဒါစိတ်တက်ခွန်အားတွေဖြစ်စေတယ်ဗောနော်အာအကိုကျေးဇူးတင်တယ်ကျွန်တော်တွေလည်းပြောခွင့်ရတယ်ပြီးတော့ပြည်သူတွေကလည်းကျွန်တော်ရှိမှန်းသိသွားတဲ့ခါကျတော့သူတို့ဘလောက်ထိပံ့ပိုးတယ်ပြီးရင်သူတို့အနောက်မှာဘလို့ရှိတယ်ဆိုတဲ့အားပေးစကားလေးကြီးလည်းပြောကြတယ်အဲ့လိုမျိုးလေးဖြစ်တော့ဒါဝမ်းသာရတာဗောနော်အဲ့တော့အဲ့လိုပုံစံမျိုးလေးတွေကျွန်တော်ဆက်လုပ်ကြမယ်နောက်တစ်ခုကတော့ဒါဗမော်ဘက်မှာဆိုလဲပေါ့နော်ခမရ236နဲ့အမတ366အဲ့နေရာတွေကိုအင်အားဖြည့်မယ်ဆိုပြီးတော့သူတို့စီမံနေရာတွေရှိတယ်အင်အားဖြည့်မယ်ဆိုတော့အဲ့နေရာတွေကကျွန်တော်တို့ online တပ်ဖွဲ့ဝင်တွေကဒါထိန်းချုပ်ထားပြီးသားစုံမထားပြီးသားပေါ့နော် အဲသူတို့ဒီဆာက21နဲ့ဆက်ရက်နေရာတွေပေါ့နှစ်သုံးချောက်ဆိုလဲဒါဆာက21နဲ့လမ်းလမ်းလေးလောက်ပဲချားလမ်းတေးသေးလေးလောက်ပဲချားတယ်ပြီးရင်သုံးချောက်ချောက်ဆိုရင်ကက်ရက်ဆာက21ဌာနချုပ်နဲ့ကက်ရက်ပေါ့နော်အဲ့တော့အဲ့လိုနေရာမျိုးတွေမှာသူတို့တွေဒီကွဲတပြားတွေဖြစ်ပြီးတော့ဆက်ပြီးတော့သူတို့တိုးနိုင်မှုအတွက်ကိုသူကအင်အားတွေထပ်ဖြစ်မယ်ဆိုပြီးတော့သိရ ဒါပေမဲ့မြေပြင်တပ်ဖွဲ့မှာမြေပြင်မှာပေါ့နော်မြေပြင်မှာကျွန်တော်တို့တွန်လိုင်းတပ်ဖွဲ့တွေရဲ့ထိန်းချုပ်ထားမှုကြောင့်မလို့သူတို့လှုပ်ရှင်တိုင်းလှုပ်လို့မရတဲ့ဟာတွေရှိတယ်။အဲ့တော့ရှေ့ပိုင်းမှာကျွန်တော်ပြောခဲ့တဲ့ရွှေကြီးနားဘက်ကနေပြီးတော့ဒါအမြောက်ထိုင်မှုအတွက်သူတို့စူးစမ်းနေရရှိတယ်ပေါ့နော်။အဲ့တော့အဲ့လိုနေရာတွေကနေမှသူကပြစ်ကူပေးမယ်။ခုနလိုစစ်ကြောင်းတွေတိုးနိုင်မှုအတွက်ကိုသူလှုပ်မယ်ပေါ့နော်။အဲ့ပုံစံမျိုးတွေသူတို့စီစဉ်လာတယ်။အဲ့တော့ကျွန်တော်တို့ကျွန်တော်ရရှိတဲ့သတင်းတိုင်းကိုကျွန်တော်တို့ပေးနိုင်မှုစူးစမ်းရဲဆိုတာဒါကြောင့်ပေါ့နော်။အဲ့တော့သူတို့လှုပ်လာနိုင်တဲ့ဟာတွေကဒါတွေဒါတွေရှိတယ်ဆိုပြီးတော့သိတဲ့အခါ တပ်ဖွဲ့ဝင်တွေကြိုပြီးတော့ပြင်ဆင်ထားလို့ရတယ်ဗောနော်ဒါမဲ့လည်းအဲချို့နေရာတွေမှာသူတို့တွေဘလောက်အင်အားပဲပို့ထားပို့ထားအဲ့အင်အားတွေကအဲ့နေရာမှာပဲရှိပြီးတော့အဲ့နေရာပတ်ပတ်ချလဲဆိုတော့အဆောက်အဦတစ်ခုလည်းမှသွားနေခိုင်းတယ်ဗောနော်အဲ့အဆောက်အဦတွေကနေပြီးတော့လုံးဝအပြင်းအောင်မထွက်ရဲတဲ့အဖွဲ့တွေကအများကြီးရှိစကောင်းစီပါပါအဲ့လိုကောင်မျိုးတွေဖြစ်နေတာအဲ့လိုပုံစံမျိုးတွေဖြစ်နေတာမြေပြင်မှာတော့သူတို့ဟုတ်လာပြီထင်နေတာဗောဗျာအဲ့တို့ဗီဒီယိုတွေလည်းလုပ်တယ်ဗောနော်အဲပြီးတော့ drone နဲ့ကြေးတာတို့လေကြောင်းဘလို့ပြင်းပြင်းလိုက်တာတို့အာတပ်ဖွဲ့တွေရဲ့ကျွန်တော်တို့ဘက်ကတပ်ဖွဲ့တွေဘလို့ပြေးတာတို့ဘာလို့ညာလို့ဗောနော် စစ်တိုက်နေတာဗျဒီကောင်းလေးတကယ်သာအဲ့လောက်ထိအရေးချင်းရှိတယ်ဆိုရင်အဲ့နေရာထိတော့တော်လိုင်းတက်ဖွဲ့တွေကမရောက်ဘူးဒါပေမဲ့တော်လိုင်းတက်ဖွဲ့တွေအဲ့နေရာထိကိုဝင်စီးပြီးတော့မဲဝင်ထက်သွားလာလုံနေနိုင်တာကမင်းတို့တိတ်ခါတွေဘယ်လောက်ကြလဲဆိုတာကိုစဉ်းစားကြည့်စစ်ကောင်စီကောင်တွေကအဓိကမင်းတို့ရဲ့အရေးချင်းတွေကဘယ်လောက်ထိယုံညံ့ပြီးတော့မင်းတို့အရေးချင်းတွေကဘယ်လောက်ထိကြဆင်းနေပြီလဲဆိုတဲ့ဟာကမြေပြင်မှာအဖြေပဲပေါ့နော်မင်းတို့လုပ်တတ်တာပြည်သူတွေရဲ့အဆောက်အဦတွေကိုဖျက်ဆီးမယ်မင်းတို့နာကတ်လာမယ်ဆိုရင်မင်းတို့နာကတ်လာလို့မရအောင်လို့ဘေးနားပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူနေအိမ်တွေကိုမီးရှို့မယ်ဖျက်ဆီးမယ်လက်နက်ကြီးနဲ့ပစ်ခွဲမယ် ဒါမျိုးပုံစံမျိုးတွေပဲလုံနေတာပေါ့နော်တကယ်ဒဲတဲ့ချင်းတိုက်ပွဲဝင်ရလားဆိုတိုက်ပွဲဝင်ရဲအေးဒါပေမဲ့တော်လိုင်းတက်ဖွဲ့တွေဘက်ကတော့လာထားဆိုတဲ့ပုံစံမျိုးပဲဘယ်တော့မှလုံးဝဒါခုနလိုလက်မြောက်ရှုံးပေးသွားမှာမဟုတ်ဘူးအဲ့တော့အချင်းတွေကတော့ပို့ပြီးတော့ပြင်းထန်လာဖို့ရှိတယ်ဒါစူပေါင်းယုံတို့ဘာလို့ဆိုရဲနေရာမျိုးတွေမှာလည်းဒီကောင်တွေရှိတယ်အဲ့လိုနေရာမျိုးတွေမှာဆာအာသူတို့တွေအပြင်မထွက်ရဲမသွားရဲမလာရဲပုံစံမျိုးတွေဖြစ်နေကြတယ်ပေါ့နော်အဲ့တော့မကြခင်လုံးဝတိုက်ပွဲမဖြစ်ဘူးဆိုရင်တော့မှအငက်ငက်ပြပြနဲ့တိမ်မဲ့ပုံစံမျိုးတွေဖြစ်နေကြတယ် နောက်တစ်ခါတော့ဒါသူတို့ဘက်ကလှုပ်လာတဲ့ဟာတစ်ခုပေါ့နော်အဲ့ဒါတော့ဒါ KIA သိမ်းထားတဲ့ဒါ Lancer Data ပေါ့နော်အဲ့ဒီ Data ကိုပြန်ယူဖို့အတွက်ကိုစကားစားနဲ့ဒါရဝံပြည်သူစစ်တွေပေါ့နော်အဲ့အဖွဲ့တွေကိုလက်နက်ဖြစ်တင်းနေရတွေ့လိုက်ရလိမ့်မယ်ဒါလင်းရင်ဘွားနေချပြီးတော့လက်နက်တွေပေးနေတဲ့ဟာပေါ့နော်အဲ့ဒီတွင်လည်းဒါအခြေတွင်ဖော်ပြတဲ့သတင်းမီဒီယာလည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးကြီးလည်းဒါသူတို့တွေဇက်တိုက်လှုပ်ဆောင်နေတော့မယ်ဒီကောင်တွေကဝါရမိုက်ကြောက်ဖို့ခေါင်းနေဆိုတာကိုပြောတာမြေပြင်မှာရှိပါတယ်ဆိုတော့သူတို့ရဲ့ရဲဘော်တွေကတကယ်ရှုံးနေပြီဆိုတာကိုသူတို့သိတယ် အတိလို့ကိုတော်တော်လေးဒုက္ခရောက်နေတဲ့အနေထားမှာပဲသူတို့ပထွေးခိုင်းတဲ့ဟာကိုအခုချိန်ထိလုပ်ပေးနေတော့အဲ့ဒါရတော်တော်တော့အံ့ဩဖို့ကောင်းတယ်အဲ့တော့အဲ့လိုမျိုးတော့အမြဲမပြတ်သူတို့တွေလှုပ်ဆောင်နေကြတုံးပဲပေါ့နော်အဲပြီးရင်သူတို့လောက်သူတို့အလုရှုပ်တာမရှိဘူးဟိုပို့ပြန်ပြီဒီကိုပို့ပြန်ပြီဟိုသွားပြီးရိတ်ခါချပြန်ပြီဟိုစစ်ကြောင်းထိုးခိုင်းပြန်ပြီဒီကိုစစ်ကြောင်းတော်တော်တော့ချိန်ထိဆိုးနေတဲ့အနေထားဒါပြီးရင်ချီပွေပန်းဝါအဲလကွေကြေးရွာပေါ့နော်လကွေဖျဲလန်းစုံအဲ့နေရာမျိုးတွေမှာတမတတစ်လောက်ခံစစ်ကြောင်း၃ကြောင်းကင်းမုံဝတ်ခိုင်းထားတယ်ဆိုလို့ရောလေတိရတယ်ပေါ့နော်တိတက်ကောက်နေဖွာဆုပ်နေအောင်ခိုင်းခံနေရတယ်ပေါ့နော် ပြီးတော့အမ်ပဒန်ဘက်မှာလည်းတမတတိလောက်ခံတက်တွေပဲအဲ့တက်တွေကနေပြီးတော့စစ်ကြောင်းနေထိုးခိုင်းနေပြီးတော့အချို့တွေကအဲ့တက်တွေမှာရှိတဲ့ခိုင်းခံရတဲ့အချို့တက်ဖွဲ့တွေကဒီဒီသူတို့တွေအထက်ကိုပြောင်းပြီးသတင်းပို့တဲ့ခါကျတော့သူတို့သွားခိုင်းတဲ့နေရာကိုသွားပါပြီးရောက်ပါပြီးအဲနေမြင့်ရှင်းနေပါပြီးဝင်းကျင်ရှင်းနေပါပြီးဆိုတော့ပုံစံမျိုးတွေပြောနေတယ်မြင်မြင်မှာတကယ်မသွားဘူးဆိုပြီးတော့လည်းသိရတယ်အဲ့ဒါအဲ့တော့ဖြစ်မှာပဲဟိုးရင်တွေကရှိခဲ့တဲ့ဒီတက်တိလိန်လယ်မှုတွေကအခုလိုအခြေအနေမျိုးမှာဆိုပူတော်ပြောဦးမယ်ဒီအမ်ပဒန်ကလည်းသိတဲ့အတိုင်းပဲ စော်သလားဖြုတ်သလားမင်းနဲ့လာသမျှစစ်ကြောင်းတိုင်းကိုအကုန်ပြင်းနေတာပေါ့နော်အဲ့ကြောင့်သူတို့နေခိုးချောင်ခိုးဝဲပုံစံမျိုးတွေပဲတွားရမယ်အဆင့်အခုဆိုရင်သူဘလိုပုံစံမျိုးတွေတွားလဲဆိုတော့ညဘက်တွေမှာပေါ့နော်ညဘက်တွေမှာဒီလမ်းမကြီးတွေပေါ့နော် လမ်းမကြီးတွေရဲ့လမ်းမအပေါကနေမတွားဘဲနဲ့ဘေးရင်နှုတ်မြောင်းနေဘွက်တော်တွေအဲ့လမ်းမကြီးကိုလမ်းကြောင်းကဒါတီးပြီးတော့ပေါ့နော်အဲ့လမ်းကြောင်းတိုင်းဘေးဘေးပညာကနေပြီးအဲ့လိုမျိုးကျွန်တော်ကိုင်းတော့အဲ့လိုပုံစံမျိုးတွေမြောင်မြောင်လေးတွေကနေတွားတဲ့ပုံစံမျိုးတွေပဲသူတို့လုံနေကြတယ်ဗောနော်ပြီးတော့ညဘက်တွေမှာပို့လို့တယ်ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေမသိအောင်လို့ပြည်သူတွေသိပြီဆိုရင်တို့လာတယ်ဆိုတော့တော်လိုင်းတက်ဖွဲ့တွေစီကိုတရင်ဖို့လို့အဲအကြောင်းလို့အဲ့လိုပုံစံမျိုးနဲ့ခိုးကြောင်ခိုးဝဲနဲ့သွားတဲ့အဆင့်နေတိဖြစ်နေတယ်ပေါ့နော်အဲ့ဒါတော့တကယ်မြေပြင်အမှန်တရားနောက်တစ်ခုကတော့ဒါကင်ဘီနယ်ဘက်မှာဆိုလေဒါ6ဘိန်း6ဘိန်းကားတွေ7ဘိန်းကားတွေနဲ့ဒါအစီးတိုင်းမှာတို့ weight တွေပါတယ်အဓိကတော့လက်နက်ခရမ်းတွေလို့ဒါကျွန်တော်ယူဆမိတယ်ပေါ့နော်အဲ့ဒါကဒါစစ်တောင်းတရာအစ်စ်ကိုဖျက်ပြီးရောကြိုက်ထိုးကိုရောက်ရှိနေပြီကြိုက်ထိုးကိုအခုရက်ထဲမှာစစ်ကူပို့နေတာအများကြီးဖြစ်နေပြီပေါ့နော်အများကြီးဖြစ်နေပြီတို့တွေအတွက် တို့ကဒီနေရာကအရေးကြီးနေရာပေါ့နော်အဓိကဖတ်အံလို့ကျွန်တော်ယူဆတယ်အဲ့လိုနေရာမျိုးတွေအတွက်ကိုအဓိကတော့ဗျာတို့အတွက်ကအရေးကြီးနေရာတွေကတော့အကုန်လုံးပါပဲဘာဖြစ်လို့လဲဆိုတော့တော်လိုင်းတက်ဖွဲ့တွေအတွက်လည်းဒါအရေးကြီးတယ်တို့အတွက်လည်းအရေးကြီးတယ်အဲ့တော့မြေပြင်မှာတော့အဲတို့အတွက်ပေါ့နော်ဟိုထပ်ပြီးတော့နေပြည်တော်မှာဆုံရှုံအောင်လို့အဲတို့စီကိုတော်လိုင်းတက်ဖွဲ့ဝင်တွေဝင်လာနိုင်တဲ့လမ်းကြောင်းမှန်သမျှအဲဝင်လာနိုင်တဲ့နေပြည်မှန်သမျှကိုတို့ကြိုပြီးတော့ရှစ်ထွက်ပြီးတော့ကာနေတဲ့အဆင့်တွေဖြစ်နေတယ်ဒါပေမဲ့သူတို့အတွက်စိတ်မကောင်းစရာပါလဲဆိုတော့အဲ့လိုမျိုးပို့ခံရတဲ့စစ်ကြောင်းတွေကစူပေါင်းဆက်ပေါင်းစစ်ကြောင်းတွေအခုနောက်ပိုင်းပုံများတယ် ဘက်တက်ကတော့ဘယ်နှယောက်လာခဲ့ထားပါတော့အင်အားတရာထုံးမယ်အဲ့အင်အားတရာလုံးဝတင်ရင်တင်ရင်လည်းမဟုတ်ပဲနဲ့မင်းတန်ရင်ကတော့20လာခဲ့မင်းတန်ရင်ကတော့30လာခဲ့အဲမင်း30ကိုဦးစီးဖို့အတွက်အရာရှိဘယ်နှယောက်ပါမယ်မင်း20ကိုဦးစီးဖို့အရာရှိဘယ်နှယောက်ပါမယ်အဲ့လိုပုံစံမျိုးနဲ့အင်အားတရာပြည့်အောင်ထုံထုံပြီးတော့စုပေါင်းဆက်ပေါင်းနဲ့လှုပ်ပေးတဲ့ပုံစံမျိုးတွေပုံများနေတယ်အဲ့ဒါကမြေပြင်မှာတကယ်အဆင်ပြေလားမပြေလားဆိုတော့အာပြုံးလေပါမှာရှိတဲ့ဒါပါလေဒုတိယဘုံမူကြီးတတ်အောင်အဲရည်ပြည့်ရည်ပြည့်နဲ့ဘဲကြီးပေါ့နော်အဲ့ဘဲကြီးပြောတဲ့ဟာဒါနားထောင်ကြည့်လိုက်တော့ပေါ့နော် နောက်တစ်ခါတော့ဒါတပိတ်ချင်းဘက်ပေါ့နော်ကျွန်တော်တို့ဒါမန်လေးဘက်ချမ်းပေါ့နော်ဒါမန်လေး PDF ဘက်ချမ်းတွေကိုတို့တွေအဲဆစ်ဆက်တိုးဖို့အတွက်လုပ်နေတယ်မန်လေးအတွက်ကိုတို့ဒါလဘခပေါ့နော်တို့လဘခ11တိုင်းစစ်ဌာနချုပ်ရှိတဲ့နေရာကိုပို့ပြီးတော့စိုးရင်ရတဲ့အတွက်ပေါ့နော်ရှစ်ဆက်တိုးဖို့ကာဖို့အတွက်တွေတို့သုံးပြုနေရတယ်ဆင့်ရားတွေတိုးချဲ့နေရတယ်အဲ့အမှာကျွန်တော်သိရတော့ဆိုတပိတ်ချင်း၄မိုက်ကုန်းစကန်ဘက်ကို၄ချောင်းနေပြီးတော့လက်နက်ခဲရန်ကြီးချပြီးတယ်ဆိုပြီးတော့သိရတယ်။အ မားရမ96ကြည်စံနေပါတယ်ခွန်မ6နှစ်ကြည်စံနေပါတယ်87မမဘုံသီးတွေပါတယ်60မမဘုံသီးတွေပါတယ်သမိတ်မကြွေးဘူးလက်နဲ့ခဲမှပေးမယ်တိုက်ဆိုပြီးလောက်ခိုင်းနေရလားမပြောတတ်ဘူးပေါ့နော်အဲဒါကြာအားလုံးပေါင်းစုစုပေါင်းအထုပ်12ထုပ်လောက်ရှိတယ်ဆိုပြီးသိရတယ်ဒါပေမဲ့တေချာတော့12ထုပ်သူတို့စီကိုအကုန်လုံးရောက်မယ်လို့တော့ကျွန်တော်တို့မထင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လေးမှုတွေကဖျဲသီးတွေကိုချလိုက်ပြီးဟေးဆိုရင်တဝက်ကတော်လိုင်းတက်ဖွဲ့ဟိုသုံးပုံတစ်ပုံကတော်လိုင်းတက်ဖွဲ့အဲသုံးပုံတစ်ပုံကအဲပြည်သူတွေအဲသုံးပုံတစ်ပုံကကြတော့ စစ်ကောင်စီဒါမျိုးပုံစံမျိုးပေါ့နော်အဲ့တော့ပြည်သူတွေကတော့သူတို့ရတဲ့သုံးဖို့လုံးဖို့ဆိုရင်ဒေါ်လိုင်းတစ်ဖွဲ့သွားပြီးမှသိကြတယ်။အဲ့ကျစစ်ကောင်စီဘက်ကအဲ့လိုအနေထားတော့လှုပ်လာတာရှိတယ်။အဲဒါကြောင့်အထင်သေးဖို့ပြောရလဲမဟုတ်ဘူးနော်။ကျွန်တော်ရသလောက်ဟာကိုတရင်ကိုပြောပြပေးရဖြစ်တယ်။ပြီးတော့တပေချင်းငားမိုင်ကုန်းဘက်မှာလည်းအခြေပြုနေတဲ့ဒါစူပေါင်းစစ်ကြောင်းစူပေါင်းစစ်ကြောင်းအဲဥစ္စာကိုတပေချင်းဘက်ကိုဒါစစ်ကြောင်းထိုးဖို့ညွှန်ကြားရဆိုပြီးတော့လည်းသိရတယ်။အဲ့တော့သူတို့ဘက်ကတော့ဒီခုနလိုပေါ့အဲဘလို့မျိုးစိတ်တက်မြင့်တင်မှုတွေလုပ်နေလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲအဲအဲ့လိုစိတ်တက်မြင့်တင်မှုတွေလုပ်နေတာ ਨੇ တပြိုင်တည်း မြေပြင်မှာလည်းဒါကုနာလို့စစ်ကြောင်းတွေထပ်ပြီးတော့ထိုးနိုင်ဖို့အတွက်ကိုအတင်းအကျပ်ခိုင်းနေတော့မယ်ပေါ့နော်သူရဲ့စိတ်ထဲမြင့်တယ်မှုတွေလောက်တဲ့ဟာတော့သိရတယ်မယ်အာတခုခုသွားပြီးတော့တိုက်ခိုက်လိုက်ပြီးဟေးဆိုတဲ့ခါတိုင်းမှာအဲဒေါ်လိုင်းတက်ဖွဲ့တွေဘယ်လောက်သေးတယ်ဒေါ်လိုင်းတက်ဖွဲ့ဝင်တွေရဲ့ဒါအရေးကြီးတဲ့နေရာတွေကိုဘယ်လောက်တိုက်ခိုက်နိုင်တယ်အဲ့လိုပုံစံမျိုးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုချပြတာမျိုးတွေရှိတယ်ပြီးတော့ကြဖြစ်စဉ်တွေအလိန်ညာတွေပြောပြပြီးတော့သူတို့ကိုဝါရမိုင်းတိုက်တာမျိုးတွေရှိတယ် အကျောင်းဒီဘက်ကတော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အမှန်တိုင်းပဲသတင်းတွေလည်းတောက်လျှောက်တက်တယ်ဗောနော်ပြည်သူတွေတိုက်ခိုက်ခံရပြီဆိုတဲ့အချိန်မှာလည်းပြည်သူတွေဒေဆုံးထိခိုက်တဲ့ဒါတပ်ဖွဲ့မှတ်တမ်းတွေဗီဒီယိုမှတ်တမ်းတွေတောက်လျှောက်တက်တယ်ဒီကောင်ဒီဘက်ကတော့အဲ့ဒါကိုအလိန်ညာလို့ပြောပြီးတော့ဘာလာမိုင်းတွေရိုက်သွင်းနေတယ်အဲ့ကြအဲ့လိုမျိုးအသိဉာဏ်မရှိတဲ့ကောင်တွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့တော်လိုင်းတပ်ဖွဲ့တွေကအရေးမတားစရာတော့အကြောင်းမရှိဘူးဒါပေမဲ့လည်းလက်နက်တွေခဲယမ်းနေတဲ့ဒါလုံးဝတေးချင်အောင်ပြစ်ခတ်တိုက်ခိုက်နေရတာဖြစ်တဲ့အတွက် ကွတ်တက်ဖွဲ့တွေကိုလုံးဝတယောက်မှဘာမှမဖြစ်စေခြင်းနဲ့စိတ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ဒါဒေါ်လန်ပြည်သူတိုင်းမှာရှိတယ်အဲ့ဘလိုပဲဖြစ်ဒီသတင်းတွေကိုသိရတဲ့ခါမှာကြိုတင်ပြင်ဆင်လို့ရနိုင်တာတွေရှိသလိုအဲပြီးတော့ဒါကိုယ့်ဘက်အကျိုးရှိအောင်အသုံးပြုနိုင်တဲ့နည်းလမ်းတွေရှာဖွေလို့ရတာလည်းရှိတယ်ပေါ့နော်အဲ့တော့ပြည်သူအနေနဲ့လည်းအဲခုနလိုပေါ့နော်ဒီအရာတွေအတွက်သိရတဲ့ခါမှာအဲဒေါ်လန်တက်ဖွဲ့တွေစီကိုလက်ရှိကံပြီးပြောပြနိုင်ရင်လည်းပြောပြပေးကြပါဘာလို့လဲဆိုတော့ချိုးဖွဲ့တွေကအဲလိုင်းမရတဲ့နေရာမျိုးတွေမှာရောက်နေတာမျိုးတွေဆိုရင် ဒါဒီဥစ္စာတွေကသူတို့အတွက်အရန်ဖို့တန်တယ်ပေါ့နော်။အဲကြောင့်ဘလို့ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့တွေအခုလိုမျိုးပဲညီညွတ်နဲ့စီစီလုံးလုံးနဲ့ဆက်သွားမယ်ဆိုရင်ကျွန်တော်ပြောနေကြစကားလိုပါပဲ။ကျွန်တော်အောင်မြင်မှုပန်းနဲ့ကိုတေချာပေါက်ရောက်မယ်လို့ယုံကြည်ပါရပြ။အားလုံးပဲကျေးဇူးတင်ပါတယ်။